IM64 65 inverter ကိုအိမ်သုံးထွက်ရွေးချယ်တာမှန်ကန်ရဲ့ IM level လို့သတ်မှတ်ထားတဲ့ inverter တွေကလုပ်ငန်းခွင်အော်ဒါသုံးဖို့အတွက်ရေးပြီးထုတ်ထားတာပဲဖြစ်ပါရဲ့ IM ဆိုတာကတော့ ingress progression လို့ခေါ်တဲ့ဒီမှာကနေဖုံဝင်တာရေဝင်တာအစားစီတို့ကောက်ကွက်ပေးထားတဲ့ snippet တစ်ခုပဲဖြစ်ပါရဲ့ I'm rating and light အတိုင်းအောင်မျိုးဖော်ပြပေးထားပြီးရော I'm 61ကလည်း I'm 68ထိရှိပါတယ်။ဒါဆိုရင်အင်တော့မှတော့တုံးလို့မရဘူးလား။ တော့မရဘူးလားဆိုတော့တုံးလို့ရပါတယ်။သူရဲ့အတာချက်အနေနဲ့ကတော့ IP level အလိုက်ရေဝင်တာနဲ့ဖုံဝင်မှုထံကောက်ဝက်ပေးနိုင်ပါတယ်။သူရဲ့အားနည်းချက်အနေနဲ့ကတော့အိမ်သုံးအိမ်မာတာတွေထဲဝေပုံကြီးချပို့ပြီးတော့များနိုင်ပါတယ်။အဲ့ဒီမဲ့ချင်းတဲ့အနေနဲ့ကတော့ဖုံရမ်းပြည်နေရဒီသားတွေမှာဆိုရင်တော့သုံးလုံးတင့်တော်ပါရဲ့။အင်တော့ကက်လုတ်ထားတဲ့အင်မာတာတွေကရောအတမ်းမခံဘူးလားလို့နေပြရှိလာပါမယ်။အင်တော့ကက်လုတ်ထားတာဖြစ်လို့တောင်းတောင်းရန်ဖုံဝင်မှုထံကိုရောကောက်ွက်ပေးနိုင်ပါရဲ့။ သူ့ရဲ့အားသာချက်အနေနဲ့ကတော့ IMC 4 CG5 မှာဒါတွေထက်ဈေးသက်သာပြီးတော့တာမန်အိမ်သုံးအတွက်နောက်တစ်ဆိုင်ပမာဏကိုလည်းပြန်ဆန်းနိုင်ပါရဲ့အားကြောင့်မို့လို့မိအနေနဲ့ကတော့အင်တော်အတွက်သုံးချင်တယ်ဆိုရင် IMC 4 CG5 မှာဒါတွေထက်ဈေးသက်သာပြီးတော့အတန်းခံတဲ့အိမ်သုံးအိမ်မှာဒါတွေကိုရွေးချယ်ဖို့တော့ recommend ပေးချင်ပါရဲ့ရှင်